င်္ဂလာပါ knowledge one channel ကနေပြန်လဲကြိုဆိုလိုက်ပါသင်းမောတွေနဲ့မိုးကြိုးတွေပိုပစ်တာဆိုင်လာဆိုတဲ့ခေါင်းစဉ်ကြောင့်မလို့ဒါအထူးသန်းတစ်ခုလို့ထင်နေထင်ပါလိမ့်မယ်တကယ်လေဒီကိစ္စကသူ့တွေတည်မထင်မဖဲနဲ့ဒါတွေးရှိခဲ့တဲ့ကိစ္စတစ်ခုပေါ့နော်အဲ့တော့ကမ္ဘာရာသီဥတုပြောင်းလဲမှုကြောင့်မလို့ရာသီဥတုအရန်အောင်ပြင်းထန်လာတာနောက်မုန်တိုင်းတွေပိုပြီးတော့ကြောက်စရာကောင်းလာလို့လည်းသတိထားမိကြပါလိမ့်မယ်သိမကြခင်ပဲအဲကျွန်တော်တို့ဒါနွေရာသီကိုရောက်လာအောင်ပဲပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့အပူဓာတ်ကိုကောင်းကောင်းကြီးခံစားရအောင်ပဲပေါ့ အဲပြောရရင်ဒါတွေကလူတွေရဲ့မစင်မချင်းလုပ်ရတဲ့ကြောင်ပဲဖြစ်လာတာပါအဲကျွန်တော်ဒီနေ့ပြောပြမယ်တချို့နေရာမှာမိုးရိုးတွေပိုပြတဲ့ကိစ္စကလေကျွန်တော်တို့လူသားတွေကြောင်ပဲဆိုတာကိုပြသနေပါတယ်ဆိုတော့ကျွန်တော်တို့ဒီဖြစ်ရပ်ကိုလေ့လာကြည့်မယ်ပေါ့နော်အဲစင်ကာပူစိတ်ကန်းတဝိုက်ကကမ္ဘာမှာတင်မောအဝင်ထွက်အများဆုံးနဲ့အလုရှုပ်ဆုံးနေရာတွေတခုဖြစ်ပါတယ်အဲဒီနေရာတဝိုက်ကိုမိုးလေဝသဆိုင်ရာပညာရှင်တွေသုံးတဲ့ဒီလျှက်စီးနဲ့မိုးရိုးလှုပ်ရှားမှုတွေပြပေးတဲ့မြို့မှာကြည့်မယ်ဆိုလို့ရှိရင်ပုံမှန်ထက်ပြင်းထန်တဲ့လှုပ်ရှားမှုတွေတွေ့ရလိမ့်ရှိပါတယ် 2019ခုနှစ်လောက်ကသူ့လေစီတစ်စုကတကဘာလုံးအောင်မိုးချိုးပြတဲ့အခြေအနေကိုတိုက်တာတဲ့ကွန်ရက်တစ်ခုဖြစ်တဲ့ Global Lightning Detection Network ကအချက်လက်တွေကိုအသုံးပြုမှာလေ့လာမှုတွေဒါပြုလုပ်ခဲ့တယ်ပေါ့နော်အဲ့တော့မထင်မှတ်ဖဲနဲ့အဲ့ဒီနေရာတဝိုင်းမှာဒီလိုမျိုးလျက်စီးနဲ့မိုးချိုးလှုပ်ရှားမှုတွေပိုပြီးပြင်းထန်နေရတာတကယ်ကြီးကိုသင်္ဘောတွေကြောင့်ဖြစ်တယ်ဆိုတာကိုသွားတွေ့ရပါတယ်အဲ့တော့ရုပ်တရက်စဉ်းစားကြည့်မယ်ဆိုရင်တော့ဒါအတိတ်ပဲမရှိဘူးလို့ထင်မိမှာပါအဲ့ဒါမျိုးဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေကဒါခံခံမှာမှာရှိနေပါတယ် ီးရောအဲအဲ့လိုမတော်ဆတွေးရှိမှုကြောင့်မလို့ပဲမိုးချိုပြစ်စီရဲ့အခြေအနေကိုတဝက်လောက်ထိရော့ကျသွားတာဘာကြောင့်ဖြစ်တာလဲဆိုတော့သိရှိလာခဲ့ပါတယ်အဲ့တော့ဒီလိုများပြားတဲ့ပင်လယ်ကူးသင်းမောတွေကနေမိုးကြိုးပစ်တာတွေကိုဘာလို့ပိုပြီးများလာသေးလဲဆိုတော့သင်းမောတွေရဲ့ထုတ်လွှတ်မှုကထွက်လာတဲ့ aerosol particles တွေကြောင့်ပါ။အဲ aerosol particles တွေဆိုတာလေလူတွေကဓာတ်ငွေတွေမှာချိတ်နေတဲ့အမှုန်လေးတွေကိုပြောတာပါ။အဲဒီအမှုန်လေးတွေကဒါအဆိုင်ခဲဒါမှမဟုတ်အရင်နေနဲ့ရှိနိုင်ပြောမှာအရန်ဝင်သိနေပါတယ်။အဲဥမာနဲ့ပြောရရင်တော့ မြူဆိုင်နေဆိုတာအဲလေထဲမှာရှိရဲ့ရေမုံအီရိုဆောတွေရာနေဒါဖြစ်လာတာပါအဲလိုပဲမြူကိုဆိုတာလည်းအပြည့်အဝမလောင်ကျန်းလိုက်တဲ့ဒီကာဗွန်အမုံအီရိုဆောတွေပေါင်းစပ်တာနေဖြစ်လာတဲ့သဘောပါအဲလိုပဲဖုံဆူတာလည်းအဆိုင်ခဲအမုံလေးတွေလေထဲမှာမျောနေတာနေဖြစ်လာတာပါဆိုတော့အီရိုဆောပါတီကယ်လို့ဆိုလိုက်တာနေလေထဲမှာမျောနေအမုံသေးသေးလေးတွေလို့ဒါပြောလို့ရပါတယ်အဲတော့ဒီမုံတွေကပြာတွေလည်းဖြစ်နိုင်သလိုပဲတတ္ထုမုံတွေရေမုံတွေစီမုံတွေလည်းဖြစ်နိုင်ပါတယ် တော့ကျွန်တော်နေ့စဉ်သုံးနေတဲ့ spray ဘူးတွေကလည်းဒါ aerosol အမုံတွေနဲ့ဖျန်းတာပါဆိုတော့ aerosol အမုံလေးတွေကဘာလဲဆိုတော့ဒါတည်သွားတော့ပြီပေါ့နော်အဲ့တော့သဘာဝအရဆိုရင်တော့ဒီလိုအမုံတွေကလေတိုက်တာကြောင့်ဖြစ်လာနိုင်တယ်လို့ပဲတစ်တောတွေကလည်းထွက်လာတာရှိပါတယ်ဒီလိုသဘာဝအရာဖြစ်နေအမှုတွေကနေရာတိုင်းမှာရှိနေပြီပဲလူတွေရဲ့သေယူပို့ဆောင်ရေးလုပ်ငန်းတွေစိုက်ပျိုးရေးအတွက်တောင်းရမိရှုတာနဲ့ဆက်ရုံအလို့ဝင်တွေကထွက်လာတဲ့အမှုတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ပဝန်းကျင်ကိုတော်တော်ကြီးကိုညဉ့်ဉန်းစေတဲ့ကိစ္စတွေဖြစ်လာစေပါတယ် ်အပြောရရင်ယုံကြည်စရာမကောင်းတဲ့ကိစ္စတခုရှိပါတယ်အဲ့ဒါတော့ဒီတလီတာ ရေတံဘူးတဘူးစာလောက်ရှိတဲ့လေထဲမှာအဲ့လိုအမှုံမောင်းအထောင်းတောင်းချီပြီးရှိနေရပါအဲဒါသဘာဝတိုင်းရှိနေတာပေါ့နော်အဲဒါမဲ့လေလူညဉ့်ညံ့တဲ့မျိုးတွေမှာဆိုရင်တော့တလီတာရေတံမှုတပူးစာလောက်ရှိရဲ့လေထဲမှာအမုံမောင်းအတန်းနဲ့ချီပြီးတော့မရှိနေတာပါအ အဲဒီအကြောင်းအကြောင်းမလို့ပဲမြူကြီးတွေမှာဒါလေတုညင်ညက်မှုအမြင်ဆုံးရောက်ပြီးဆိုလို့ရှိရင်ပဝန်းကျင်တစ်ခုလုံးအုံမိုင်းသွားတာကိုမြင်ရတယ်ပေါ့နော်သဘောကတော့ဒါအမှုံတွေအရင်များလုံးတော့ဒါမြင်ဝင်းကိုပဲပိတ်ဆို့သွားတဲ့သဘောပါအဲ့တော့ပုံမှန်အားဖြင့်တော့ဒီလိုအီရိုဆောအမှုံတွေဟာတိမ်နေဖြစ်ထွန်းမှုတွေအဓိကကြတဲ့အရာတစ်ခုလို့ပြောလို့ရပါတယ် အဲအဲ့ဒီအမုံတွေကရင်ငွေတွေကနေတိမ်နေဖြစ်လာဖို့တော့ကိုနျူကလ িয়ার ဒါမှမဟုတ် seed အနေနဲ့အလုပ်လုပ်ပါတယ်ဒီအမုံတွေမှာရင်ငွေတွေကဒါလာကန်ရင်းနဲ့ဒါတဖြည်းဖြည်းစုလာပြီးတော့မှဒါတိမ်တိုက်တွေဖြစ်လာတယ်ပေါ့နော်အဲအားအကြောင်းမလို့မိုးရွာဖို့တိမ်နေဖန်တီးတဲ့နှီးပညာကို cloud seeding နှီးပညာလို့ခေါ်တာပါ အဲဒီဘောကတော့ဘာမှမရှိတဲ့လီလူတွေကိုအဲဒီအမုံတွေကျဲချပြီးတော့မှလီလူတွေကရင်ွေတွေအဲဒီအမုံတွေစီလာကပ်ပြီးတော့မှဒါတိန်နေဖြစ်အောင်လှုပ်လိုက်တဲ့သဘောပါဆိုတော့ဒါကိုသိလို့ရှိရင်မူရုရွာတဲ့နေပညာကိုဒါရှိုးရှင်းရှင်းလေးဒါနားလေသွားလောက်မယ်ပေါ့နော်အဲ့တော့ဆက်ပြောရရင်နေသားတဲ့နေတွေမှာတိမ်သေးလေးတွေကိုကြည့်လို့အရန်ကိုအလင်းကစူးနေမယ်ဆိုလို့ရှိရင်ဒါ aerosol particles တွေများနေလို့ဖြစ်တာဆိုပြီးတော့မှခောက်ချက်ချလို့ရပါတယ် အဲကြောင်းကတော့ဒါအမှုန်လေးကြောင်းဖြစ်တဲ့တိမ်ဖွဲ့စည်းမဲ့ဒီရေစက်လေးတွေအများကြီးရှိနေရဆိုတော့နေအောင်ဒါပို့ပြောမှအလင်းပြန်နိုင်လို့ပါအဲဒါပေမဲ့မိုးချိုးမုန်တိုင်းတွေကိုဖြစ်နိုင်သေးတဲ့မိုးဒိန်တောင်တွေမှာတော့ဒါအခြေအနေကပြောင်းလဲတော့ပါပြီအဲကောင်းကင်မှာလေတုအရန်ညင်ညမ်းပြောမှာအီရိုဆိုအမှုန်လေးရမ်းများနေတဲ့အချိန်မှာအပူပြောမှဒါဖြစ်ထွန်းလာတဲ့ရေစက်တရားနေအမြင့်တနေရာမှာရေခဲခရစ်စတယ်တွေဖြစ်ဖွဲ့စည်းတော့ပါတယ်အဒီလိုရေခဲတွေဖွဲ့စည်းတဲ့အချိန်မှာအပူတွေထွက်လာပြီးတော့မှတိမ်တိုင်ကြီးကိုပူပြီးတော့မှဒါစွမ်းရင်ရှိလာသေးပါတယ် ဘယ်နဲ့တော့မျက်စိလဲသွားမလားတော့မသိဘူးပေါ့နော်။အပေါင်းဆိုရေခဲတွေဖြစ်တာကိုဘာလို့အပူတွေထွက်လာလဲဆိုပြီးတော့ပေါ့။တကယ်တော့ကျွန်တော်တို့ဒီအေးရဲလို့သတ်မှတ်ထားရေခဲတွေကအကြီးကနေအခဲဖြစ်ပြောင်းနေတဲ့အချိန်မှာအပူထွက်ပါတယ်။ရေတွေကအကြီးကနေအဆိုင်ခဲဖြစ်ပြောင်းသွားတဲ့အခါမှာအဲသူ့မှာတူတော်ထားတဲ့အပူစွမ်းရင်လည်းထွက်သွားတယ်ပေါ့နော်။ဒါကိုကျွန်တော်တို့ဒီအထက်တန်းတော့ latent heat of fusion ဆိုပြီးတော့မှတင်ခဲ့ရပူပါတယ်။အခုမှအရန်အေးတဲ့ဒီသားရမှာရှိရဲ့ရေကန်တွေဒီဆောင်းထဲမှာရေခဲတဲ့ခါကျရင်အဲ့ပုံဝင်ချင်ကိုနည်းနည်းလေးဒါနှွေးလာစေပါတယ် ်ဆိုရေခဲတွေဖွဲ့လို့ရှိရင်အပူထွက်တယ်ဆိုတော့ဒါနားလည်လောက်ပြီပေါ့နော်အဲ့တော့ကောင်းငင်မှာဖြစ်နေတဲ့ကိစ္စတွေကိုဆက်ပြောရရင်အိမ်ကင်ထွက်လာတဲ့အပူတွေကရေခဲတွေကိုဆက်ပြီးကွဲထွက်စေပြီးတော့မှတိမ်တိုင်ကြီးကိုပို့ပြီးတော့မှမတိမငင်ဖြစ်စေပါတယ်အိမ်ကင်ကိုဆင်းပြင်းထန်တဲ့လေပွေလိုင်းတွေဒါမှမဟုတ်ပို့ပြီးတော့မြန်ဆန်တဲ့မိုးကြိုးမုန်တိုင်းဖွဲ့စည်းမှုတွေဖြစ်လာစေပေါ့နော်အဲ့တော့မိုးကြိုးတွေပို့ပြီးတော့မှဒါပြင်းထန်လာတယ်ပေါ့ဆိုတော့အသင်းမိုးတွေကဘာလို့လေယူထဲမှာအေရိုဆောတွေပိုများစေရလဲမိုးကြိုးတွေဘာလို့ပိုပြစ်စေရလဲဆိုတော့ကျွန်တော်ဆက်ပြီးလေ့လာကြည့်ပါမယ် အဲ့တော့ပင်လယ်ကူးသင်းမောတွေမှာသုံးတဲ့အင်ဂျင်ကြီးကအရန်ဝင်ကြီးပြောမှာအဲ့ဒီအင်ဂျင်တွေကိုမောင်းနေနိုင်မှုတော့ပိုပြီးပြည့်တဲ့လောင်စာစီကိုသုံးရပါတယ်။အဲအဲဒါကြောင့်မို့စိတ်ကန်းအဝင်နဲ့အထွက်တွေမှာအင်ဂျင်ကထွက်တဲ့ကာဗွန်ချက်ခုံးမုန်တွေနဲ့ဆာဗာမုန်တွေအများကြီးထွက်ပါတယ်။စင်ကိုစိတ်ကန်းတဝက်ကသင်းမောလမ်းကြောင်းကကဘာမှာရေချောင်းအကျဆုံးနေရာတွေကတခုဖြစ်ပြောမှာအဲဒီကဘာလုံးကသင်းမောတွေလောင်စာသုံးဆွဲမှုရဲ့20ရာခိုင်နှုန်းလောက်ကဒီစိတ်ကန်းကနေဖြည့်တင်းရတယ်ပေါ့နော်။ဒီလောင်စာအများစုမှာဆာဖာတဲ့ပေါင်မှုကအရင်များပါတယ်။အဲ့တော့လူတွေကိုစိတ်တော့ဒါဖြစ်စေနိုင်တယ်ပေါ့နော်။ အဲဒီအကြောင်းအကြောင်းလို့ပဲစိတ်ကန်းဝန်းကျင်မှာနေတဲ့လူတွေကိုစိတ်တော့ခင်းစေဖို့အတွက်ကိုကုလသမဂ္ဂရဲ့ agency တစ်ခုဖြစ်တဲ့ International Maritime Organization ကနေပြီးတော့ဆာလ်ဗာထုတ်လုပ်မှုရှော့ချဖို့2020မှာစလုပ်ခဲ့ပါတယ်။အဲအဲ့ကနေဆာလ်ဗာများတဲ့လောင်စာရောင်းချမှုက၄ပုံ၃ပုံလောက်ဒီကြာဆင်းသွားပါတယ်။အဲအဲ့မှာထူးခြားတဲ့ကိစ္စတခုဖြစ်လာပါတယ်။အဲအဲ့ဒါတော့အဲ့ဒီနေရာတော့မှာမိုးကြိုးလျက်စီးဖြစ်ပေါ်တဲ့အချိန်တွေထောက်ဝက်လောက်ကြာဆင်းသွားတာပါ။ဒါအောင်အခုသူတွေနဲ့လှုပ်ဆောင်တဲ့သူတွေတည်းကဒါမထင်မှဖြစ်နေတွေ့ရှိခဲ့တာပါ။အဲ့တော့မိုးရိမ်တောင်တွေထဲမှာ အဝေါ်တက်နေတဲ့လေနဲ့အောက်ကိုဆင်းနေတဲ့လေဆိုရှိပါတယ်။ဒီလေသီးကြောင်းတွေကတိမ်တိုက်ထဲကရေခဲမုံတွေရောရှိန်နေတာရွေလျားစေရပါတော့။အဲဒီလိုလှုပ်ရှားမှုကြောင့်တင်းငယ်တဲ့ရေခဲမုံတွေနဲ့ပိုပြီးကြီးတဲ့ရေခဲမုံတွေတိုက်မိကုန်ပြုံးမှာပေါ်ပါတဲ့ရေခဲမုံတွေကအဖိုလျက်ဆက်ဆောင်သွားပြီးတော့ပိုကြီးတဲ့ရေခဲမုံတွေကလက်ဆက်အမှားတဲ့ဆောင်သွားပါတယ်။ပြီးတော့တင်းငယ်ပေါ်ပါတဲ့ရေခဲခရစ်စတယ်တွေကအပေါ်တက်တဲ့လေသီးကြောင်းရဲ့ပင့်နေမှုကြောင့်မလို့တင်းရဲ့အပေါ်ပိုင်းအောင်ဒါရောက်သွားပြုံးမှာပိုပြီးကြီးတဲ့ရေခဲတွေကတော့အကဘာမြေဆွေးရကြောင်တင်းရဲ့အောက်ပိုင်းကိုရောက်သွားပါတယ်။ အဲအဲ့တော့အပေါ်အောင်ဖို့မဖြစ်နေပေါ့နော်အဲ့ကနေပြီးတော့မှ charge separation ဖြစ်စဉ်ဖြစ်လာပြီးတော့မှတင်တာကြီးမှာစွမ်းရည်နေစုပုံလာပြီးတော့အဲ battery ဒါမှမဟုတ် capacitor တလုံးလိုမျိုးပုံစံဖြစ်လာပါတယ်။အဲဒီလိုနဲ့တဖြည်းဖြည်းဘူအားတွေများလာပြီးတော့မှလေထုကမထိန်းထားနိုင်တဲ့အခါ discharge ဖြစ်ပြီးတော့မှနေမျက်နှာပြင်ထံ၅သလောက်ပုတ်ပြီးတော့လျက်စီးချောင်းတွေထွက်လာတာဖြစ်ပါတယ်။အဲ့တော့ဒီဖြစ်စဉ်ကိုသူ့တွေတီးကဓာတ်ခွဲကန်းထဲမှာလေ့လာနိုင်ခဲ့သလိုပဲမိုးလေဝသဘူပေါင်းတွေအာယုန်ကန်ကရိယာတွေနဲ့လည်းစမ်းသပ်အတည်ပြုထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။အဲ့တော့ဒါမှမဟုတ်သူ့တွေတီးနားမလဲတာက လေရုညင်ညမ်းတာနဲ့မိုးချိုးရေပိုပြစ်တာဘယ်လိုမျိုးဆက်ဆက်နိုင်မလဲဆိုတဲ့ကိစ္စပါအရင်တော့ကတော့သူတွေဒီပြလေရုညင်ညင်းတာနဲ့မိုးချိုးပြစ်တာဘယ်လိုမျိုးဆက်ဆက်နိုင်လဲဆိုတဲ့ hypothesis တွေအများကြီးထုတ်ခဲ့ပူပါတယ်။ဒါပေမဲ့အကြောင်းရင်းဒီကြောက်တော့ဒါသက်တည်မပြနိုင်ခဲ့ဘူးပေါ့နော်။ဒါပေမဲ့အခုလေ့လာမှုမှာတော့ aerosol အမုန်တွေကြောင့်မလို့တိမ်တိုက်တွေထဲမှာရေခဲတွေပိုပြီးဖွဲ့စည်းလာပြီးတော့အဲ့ဒီရေခဲတွေအချင်းချင်းတိုက်တာနဲ့တစ်ဆင့်မိုးချိုးရဲ့စီပိုဖြစ်စီတာကိုသေချာချာသိလဲရတာဖြစ်ပါတယ်။ဆိုတော့သင်္ဘောလောင်စာတွေကထွက်တဲ့ sulfur အမုန်တွေကိုရှော့ချနေတာနဲ့တစ်ဆင့် မိုးချိုးလှုပ်ရှားမှုတွေကိုလျှော့ချနိုင်တယ်ဆိုတော့ကအတိလာတဲ့သဘောပါအဲဒါမှမဟုတ်တစ်ခုတော့ရှိပါတယ်ဒီလိုမိုးချိုးပြစ်တာတွေညော့သွားပြီမဲ့မိုးရွာသွန်းတာနဲ့ဒီမိုးချိုးမွန်တိုင်းဖြစ်ပေါ်တာတွေတော့ဒါညော့မသွားစီပါဘူးမပြောရရင်မိုးချိုးလှုပ်ရှားမှုတစ်ခုလည်းပဲညော့သွားစီရဲ့သဘောပေါ့နော်အဲ့တော့ဒီလိုသိရှိမှုအနေနဲ့နောက်ထပ်လေ့လာဖို့လိုအပ်တဲ့အရာတွေလည်းအများကြီးထွက်လာပါတယ် အဲ့ဒါတော့လူတွေရဲ့လိုရဲ့ကြောင့်မိုးကြိုးမုန်တိုင်းတွေဘလို့ပြောင်းလဲမှုတွေဖြစ်စေခဲ့သလဲဆိုတာ ਨੇ အနာဂတ်မှာမိုးကြိုးမုန်တိုင်းတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ဖြစ်စေသူ့လိုလိုပဲဖြစ်စေဘလို့မျိုးပြောင်းလဲနိုင်အောင်လုပ်လို့ရမလဲဆိုတာတွေကဒါလေ့လာဖို့လိုလာပါတယ်။အဲနောက်ပြီးတော့ aerosol အမှုန်တွေကမိုးကြိုးမုန်တိုင်းတွေကိုပိုပြီးပြင်းထန်လာအောင်ဒီအပေါ်တက်တဲ့လေစည်းကြောင်းတွေပိုပြီးပြင်းထန်အောင်လုပ်တာလားဒါမှမဟုတ်အပေါ်လှူရှားမှုတွေပိုပြီးပြင်းထန်စေရလားဆိုတာလည်းဒါမသေးခွဲသေးပါဘူး။အဲအဲ့ဒီ aerosol အမှုန်တွေကဒီမိုးကြိုးမုန်တိုင်းတွေတစ်ခုလုံးကိုပြင်းထန်စေရလား အဲ့ဒါမှမဟုတ်ရင်လည်းဒါမူရိုလျက်စည်းလက်တဲ့ကိစ္စတခုပဲပြင်းထန်စေရလားဆိုတာလည်းဒါတေချာမသိသေးဘူးပေါ့နော်ဆိုတော့ဒါတွေကိုဆက်လည်လာဖို့တော့ကြံသေးရဆိုတဲ့သဘောပါ ။အဲဒါရင်ပြောနေတာတစ်ခုရှိသွားတာကတော့ဟီရိုစောကြောင့်ဖြစ်တဲ့လေလူညဉ့်ညံ့မှုတွေကမိုးကြိုးပြင်းနိုင်တဲ့အတိုင်းတောင်ပို့ပြီးတော့များလာစေရဆိုတာပါ။ဆိုတော့ကျွန်တော်တို့လူသားတွေအနေနဲ့လေလူညဉ့်ညံ့မှုအန္တရာယ်ကိုတိကျရှင်းချဖို့လိုအပ်နေပြီးတော့မှအခုသူတင်တာကလူသားတွေကြောင့်ပြောင်းလဲသွားခဲ့တဲ့ပတ်ဝန်းကျင်တစ်ခုကြောင့်အခွက်ခွက်ကုန်ကုန်ပြသလိုက်တာဖြစ်ပါတယ်။ကဲခုလောက်ဆိုလို့ရှိရင်သင်းမောတွေနဲ့မိုးကြိုးတွေရဲ့ဆက်ဆက်မှုတွေအကြောင်းမထင်မထားတဲ့သူတွေသနာနဲ့ဆိုရင်သူတွေတွေတွှိခဲ့ပုံအကြမ်းမြားပြန်နားလေသွားတော့ပြီလို့မျောလင့်ပါတယ် 送你几首歌了，接奏就不会太奇怪怎么样？